လူတယောက်ဟာသူ့ရဲ့အိမ်တည်နေရမှာ အပေါက်တစ်ခုဖောက်လိုက်တဲ့အခါခြောင်မြောင်းကြီးနေတဲ့အထယ်ဆုံးအယုတ်တယုတ်ကိုတွေ့ရှိခဲ့ပြီးအဲ့ဒီအယုတ်ရဲ့ဘေးမှာလဲကျမကိုလွတ်အောင်လုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမနာမည်အမီလီပါ1960ခုနှစ်ကဒီမှာနေခဲ့တဲ့လူတွေကိုမကြိုက်လို့သူတို့ကိုဓာတ်နဲ့ထိုးတက်ခဲ့တယ်ဆိုတော့လှုပ်ဝက်စာတစ်ဆောင်ရှိနေခဲ့ပါတယ်ပြီးရင်စာထဲမှာမင်းမဓာတ်ရီရှိပါစေအိပ်ပျော်နေပါစေဆိုတဲ့စကားနဲ့အဆုံးသတ်ထားပါတယ်အဲ့ဒီအခါသူ့ရဲ့မိတ်ဆွေတွေကအယုတ်ရဲ့နောက်ထပ်သားကောင်မဖြစ်မီချက်ချင်းအိမ်ကိုရောင်းပစ်ဖို့တတိပေးခဲ့ကြပါတယ်။ဒါပေမဲ့သူ့ရဲ့အိမ်ကြီးချင်းကအဲ့ဒီနေရန်ကို 160ခုနှစ်ကလေးကမဟုတ်ပဲလွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှပြန်လည်ပြုပြင်ခဲ့ကြအောင်ပြောပြခဲ့ပါတယ်။အဲ့ဒီအခါမှာတစုံတစ်ယောက်ဟာဟာတာအနေနဲ့အဲ့ဒီနေရာမှာထားရှိခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်။ အလဲခိတန်ခမောက်ကကပ်လာထက်တာသည့်အကြောင်းရင်းအကယ်၍အလဲခိလန်ရှိကြီးတစ်ချောင်းကိုမိတ်ဆွေကြည်စံကာချက်အင်ဂျီပေါ်ဝင်တိုက်မိပါကအတွင်းကကပ်လာဟာလန်အားကိုကွေးမြွတ်သွားစေပြီးအဲ့ဒီလန်ရဲ့ပြင်းထန်တဲ့အားကမိတ်ဆွေခန္ဓာကိုယ်ကိုအလွယ်တကူထိုးဖောက်ဝင်ရောက်သွားနိုင်ပါတယ်။ဒါပေမဲ့အလဲခိတန်ခမောက်ကိုဝစ်ဆင်ထားပါကအဲ့ဒီဟာကခိုင်ခန့်တဲ့တထုပြားတွေနဲ့ပြုလုပ်ထားပြီးကြီးမားတဲ့အားတက်ရောက်မှုတွေကိုခံနိုင်ရရှိပါတယ်။လန်နဲ့ထိမှန်ပါကလည်းတံများတွေကအားကိုဖြန့်ကျက်ပေးပြီးလူကိုခန္ဓာထဲသို့မဝင်ရောက်အောင်တားဆီးပေးနိုင်ပါတယ်။